ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့ခြာတူးလန်ပေါ့နော်ခြာတူးလန်လို့ပဲပြောရမှာပေါ့ဒီကနေ့ကတော့ဗာပဲဆိုထိတ်တဲ့ပြက်တယ်ဗရိတ်တဲ့ပြက်တယ်ကီးတစ်ခုပဲမှန်နေနော်ကီးကတော့သူ့တိုင်းမင်းဟုတ်လားဆလင်ငါးရဲ့နေမှာဒီချိန်တော့ပဲပြက်တတ်တဲ့ဟာမျိုးမို့လို့သူကတော့ဇတိုက်မှန်နေနောက်တစ်ခါကျွန်တော်ဒီကောင်လေးရတယ်အခု6 6ဆိုပြီးတော့ဒီမှာ6မနေ့ဟိုတနေ့4 8အခု6 6ဆိုပြီးတော့နော်သူကနှစ်ကြိမ်တောင်းကြည့်သွားပြီပေါ့နော်သူကအနည်းဆုံးတစ်ပတ်ကိုနှစ်ကြိမ်တော့အနည်းလေးထွက်ရမယ်လို့ကျွန်တော်ပြောခဲ့တယ်မှာ6 6ဆိုပြီးထွက်ခဲ့တယ်နော် ကဲအဲ့တော့ကျွန်တော်20လေးပဲစားလိုက်ကြအောင်ဗျကဲအဲ့တော့ကျွန်တော်20လေးဖြစ်တဲ့စားလိုက်အောင်ဆိုရင်ဘယ်ကစားမလဲဆိုရင်1 5 6 6ကနေစားမယ်ဗျနော်1 5 6 6ဒါတော့ကီးတွက်နေလေးပဲပေါ့နော်3 5 6 6 9 3 6 9 3နောက်တစ်ခါကျွန်တော်တို့6 5 1 5 6 5 1 5ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကို ကျွန်တော်တို့ဘလို့တွက်ခဲ့သလဲဆိုတဲ့အတွက်နည်းလေးကိုကျွန်တော်ပြန်လည်ပြီးပြောပြမှာဖြစ်ပါတယ်။အဲဒီမှာကျွန်တော်တို့ကဒီ၈ရက်တဲ့ဒီ၃ရက်ပေါင်းတော့၁ဒီ၅ရက်ပေါင်းတော့၆ပါတဲ့နော်၆၆ရက်နှစ်ခက်က၉၉ရက်ပါပါ၄6 6လေးဆိုတော့ဒီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့5လေး5လေးတဲ့5လေး5လေးမှာ လေးတလုံးထိပ်ပြီးအောင်ခဲ့ပါတယ်9 6တဲ့9 6မှာလည်းကျွန်တော်တို့6တလုံးထိပ်ပြီးညာရောမနေ့ကောအောင်ခဲ့ပါတယ်ဗျ9လေးနဲ့9 6ဆိုပြီးညမနဲ့အောင်ခဲ့ပါတယ်နောက်တစ်ပြင်တွက်ပါမယ်တခွန်ခွန်လေးတခွန်ခွန်လေး3866 3866 4433 4433ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ် အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီခွန်ရဲ့ဒီ6ရဲ့ပေါင်းတော့3ဒီ3ညနဲ့ပေါင်းတော့လည်း3ပါပဲတဲ့3 3ရဲ့နှစ်ခက်က5 5ရဲ့ပါဝါ3ည3 5 3ညဆိုတော့ဒီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်ဆိုတဲ့အခါကျတော့3ည5တဲ့3ည5မှာ3ညရော9ရောထိပ်ပြီးအခွေအနေနဲ့အောင်ခဲ့ပါတယ်3 9တဲ့ဟော3 9မှာလည်း3တလုံးထိပ်ပြီးညရောမနေ့ကောထပ်အောင်မြန်မာပြပြဒီနေ့ကညီဟောင်းလေးတွေပဲเนาะမှတ်မိမှာပါစတက်ကလေးတွေအောင်ထားနေလေးတွေပေါ့เนาะ ကဲနောက်တစ်ပြင်ဆက်တွေ့ပါမယ်ครับ3824 24 24 2369 2369 2983 2983ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီနှစ်ကဒီကိုရဲ့ပေါင်းတော့1ဒီ3နဲ့ပေါင်းတော့4လေးရနဲ့ခက်ခက်2 2ရဲ့ပါဝါခွန်4 2ခွန်ဆိုတော့ဒီသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်လဲဆိုတဲ့အခါကျတော့ကိုကိုတဲ့မအောင်ပါဘူး 6ခွန်6ခွန်နဲ့6ခွန်မှာခွန်တစ်လုံးထိပ်ပြီးအောင်ခဲ့ပါတယ်အမျိုးတို့နရကာ9ခွန်4 9 9 4 4 3ည6 8 3 9 8 2 4ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မဲ့ဆိုရင်ခွန်ရဲ့ရှိခဲ့ပေါင်း9 9နဲ့ရှင်းတဲ့ပေါင်းတော့3 တော့ရနှစ်ခက်က95ပါဝါ3ည3က3ညဆိုတော့ဂီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုရခါကြတော့63နဲ့63မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်99 99တဲ့99မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြင်တို့ပါမယ်ဒီ8 8 8 8 8 9 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 လေးကိုခွန်လေးဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်တစ်ကဲလေးရဲ့ပေါင်းတော့9 9ရဲ့လေးရဲ့ပေါင်းတော့9 9ရဲ့နှစ်ခက်က6 6ရဲ့ပါဝါတစ်9 6တစ်ဆိုတော့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတဲ့ဆိုရဲ့ခါကြတော့2 3 2နဲ့မအောင်ပါဘူးဗျ6 3 6 3နဲ့6 3မှာတော့6တလုံးထိပြီးအောင်ရဲ့ပါတယ်အမျိုးတို့ ။အဲနောက်ပြီးတော့တွတ်ပါမယ်နေ6 4 3 9 9 4 3 9တိရှိတခွန်တိရှိတခွန်လေးကိုခွန်ကိုလေးကိုခွန်ကိုဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်၄ရဲ့ခွန်ရဲ့ပေါင်းတော့၁၉နဲ့ပေါင်းတော့3ည3ည၅ခက်ကခွန်ခွန်ရဲ့ပါပါ1 3ည9ဆိုတဲ့ကီး၃လုံးဒီပြင်မှာရပါတယ်တဲ့အဲ့မှာဘာထွက်သွားတဲ့လဲဆိုတဲ့ခါကျတော့ 3ည8တဲ့3ည8မှာ3ညသလုံးထိပြီးအောင်ခဲ့ပါတယ်63နဲ့63မှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျအကဲနောက်တစ်ပြောင်းတွတ်ပါမယ်တတိ3တုံညတတိ3တုံညတ9 25တ9 25 3ည5 4တ3ည5 4တ4တဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့မှာကျွန်တော်တို့တွတ်မယ်ဆိုရင်3ရဲ့ 9ရဲ့ပေါင်းတော့8 8နဲ့1နဲ့ပေါင်းတော့ကို9ရဲ့နခက်က6 6ရဲ့ပါဝါ1ကို61ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်အဲ့တော့ကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့2ဟော2 9နဲ့2 9မှာကိုတလုံးထိပြီးအောင်ခဲ့ပါတယ်18တိ18တိ18မှာလည်းတတလုံးထိပြီးတော့ညောင်းမနဲ့ကောထပ်အောင်မြန်ပါတယ်ဗျကဲနောက်ဒီပြင်ကိုတွက်ပါမယ်3 6 8 3 6 ရှိရှိ3965 3965ရှင်း5 3ခွန်ရှင်း5 3ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ရှစ်ကဲ9ရဲ့ပေါင်းတော့3ခွန်ရဲ့ပေါင်းတော့3ည3ညရဲ့နှစ်ခက်ကခွန်ခွန်ရဲ့ပါဝါ1 3ည9ဆိုတဲ့ကြီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့၄၃ညတဲ့၄၃ညမှ၃ညတလုံးထိပ်ပြီးအောင်ခဲ့ပါတယ်၃ 33နဲ့33မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျကဲနောက်မနေ့ကငါတို့ကိုကျွန်တော်တို့ကြီးလေးထုတ်ကြည့်လိုက်ရအောင်6041 6041 5563ည55 63ည7386 7386ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ၄ရဲ့ဒီ3ညရဲ့ပေါင်းတော့ လေးဒီ6နဲ့ပေါင်းတော့3ညားတဲ့3ညားရဲ့ပေါင်းနှစ်ခက်ကခွန်ခွန်ရဲ့ပါဝါ2 3ညားခွန်2ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့တော့ဒီကီယာအောင်ဖို့များတယ်လို့ကျွန်တော်အနေနဲ့တော့ယူဆပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ method တွေတည်ရနော်ရသက်ပံမှုတွေဟိုပါပေါ့ဟာတွေကဒီဒီထိတ်နှစ်ခုတူရင်ဒီလိုထိတ်နှစ်ခုတူရင်9 3ညားခွန်ထိတ်ဟာ နှစ်ရက်တွင်မှလာရမယ်တဲ့အဲ့တော့ကျွန်တော်မနေ့ကတရက်နဲ့ကြာသေးတောက်ကြအတွင်းမှာဒီ9300ဆိုတဲ့ထိတ်ကဝင်ရမယ်တဲ့ဆိုတဲ့အခါမှာဒီမှာ300ခွန်300ခွန်သွားတိုက်တဲ့အခါကျတော့ကျွန်တော်မနေ့ကအားရှိတယ်လို့ပဲကျွန်တော်တွက်ထားပါပဲဗျเนาะကဲအဲ့တော့ကျွန်တော်တို့ကီးထိတ်ကလေးနဲ့ကျွန်တော်တို့ကတ်ကြည့်လဲရအောင်ကီးထိတ်ကီးထိတ်က1 2 3နဲ့ခုနကီးရိုးရိုးက 39နှစ်39နှစ်ဟုတ်တယ်နော်39နှစ်ဆိုတော့အဲ့တော့ကျွန်တော်တို့မတူညီတာဖြစ်တဲ့အတွက်ကတ်မယ်139 19 83 82 83 33 33 33 32ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါရပါတယ်အဲ့မှာကျွန်တော်တို့ break line လေးကြီးမယ်ဆိုရင် break line က မနေ့မှအတွက်ပရိလိုင်းကကျွန်တော်တို့ဗာရတယ်ဆိုတဲ့အခါကျတော့96 964ပါတယ်အဲ့မှာ96ဒီ main ပရိတ်တယ်အဲ့တော့ကျွန်တော်တို့ဒီမှာလိုက်ကြည့်မယ်ဆိုရင်96နဲ့ပတ်သက်တာဘာမှမရှိဘူးเนาะ67နဲ့ပတ်သက်တာလည်းဘာမှမရှိဘူးမရှိတဲ့အခါကျတော့ဒါဆိုရင်ငါတို့ချုပ်ကနဲ့ဘယ်လိုထုတ်မလဲတဲ့အဲ့တော့ကျွန်တော်တို့ဒီနေမှာပြောကြရရှိသွားတာဗာလဲဆိုကျွန်တော်ကအခုကီးထိတ်နဲ့ကီးနဲ့ကိုကတ်ထားတဲ့အတွက်ဒီပရိတ်နဲ့တော့မကတ်ညီဘူးအဲ့တော့ ကီးထိတ်နဲ့ဗရိတ်နဲ့ပဲတွဲမလားဒါမှမဟုတ်ကီးနဲ့ဗရိတ်နဲ့ပဲတွဲမလားတော့ကျွန်တော်လည်းအတတ်မပြောတတ်ပါဘူးเนาะအဲ့တော့ဒါမှမဟုတ်ဒီ3 3 player တော့မအောင်နိုင်ဘူးဒါတော့အဲ့တော့ကျွန်တော်တို့ကဘာနဲ့ဟောဖြစ်မလဲဆိုတော့အမျိုးတို့မှတ်မိရယ်เนาะပြီးခဲ့တဲ့ဘက်ကပိတ်ရက်ရှိထားတဲ့အတွက်ဒီဒီဘက်မှာကျွန်တော်တို့ဘာခွေတယ်အမျိုးတို့မှတ်မိသလားအဲ့ဒီအခွေက၁၂၅ခွန် 8ဟုတ်ပြီ1 2 5ခု8ဆိုတဲ့အခါကျတော့ကျွန်တော်တို့1 2 5ခု8နဲ့အခွေနဲ့ကိုက်ညီတာတွေက1ခု1 2ရှစ်ခု8 2ဒါပဲရှိဒီ၄ခွက်ကောင်းပြီ6ခု8 2ဆိုတဲ့နေရာမှာကျွန်တော်တို့ကဥပမာ9 3ညခုဆိုတဲ့ထိတ်ဖြစ်ရင်ဖြစ်မဖြစ်ရင်ကီးဖြစ်ရမယ်ဆိုတဲ့9 3ညခုကလည်းရှိထားတဲ့အတွက် တကယ်လို့ဒီထိတ်မှန်ခဲ့ရင်ဟိုကောင်ကကီးဖြစ်မယ်ဟိုကောင်ကထိတ်ဖြစ်ခဲ့ရင်ဒီကောင်ကကီးဖြစ်မယ်ပေါ့နော်ဒါဒါသူနှစ်ခုဆုံရင်အဲ့ဒါအမြဲတမ်းဖြစ်တတ်တယ်နော်အားလေးလည်းအမျိုးလိုမှတ်မိတယ်အဲ့တော့ကျွန်တော်တို့တစ်ခွန်နဲ့ရှစ်ခွန်သာလျင်ဟိုဘက်ကကျွန်တော်တို့၃ညငါးသုံးညခွန်နဲ့တွားပြီးကိုင်းညီတာရှိပါတယ်နော်ကျန်တာတွေကဥပမာပေါ့နော်ရှင်းနှစ်လိုဟာမျိုးဒီမှာဟိုဘက်ဖြစ်မယ်ဆိုရင်ကျွန်တော်ငါးသုံးညခွန်နဲ့မကိုင်းဘူးနော်နောက်တစ်ခါတင်းနှစ်လိုဟာမျိုးတွားပြီးတော့ ဒီအခွေနဲ့တော့ကြိုက်တယ်တင်းတင်းလို့ဟာမျိုးပြောရင်လည်းဟိုဘက်က9300နဲ့လည်းမကြိုက်ဘူးအဲ့တော့ကြိုက်ချင်းကြိုက်ညီရင်ဒီ1900နဲ့800သားလေးဖြစ်ပါတယ်ကဲအဲ့တော့အမျိုးတို့အနေနဲ့ကြိုက်သလားကြိုက်ရင်ယူပါမကြိုက်ဘူးဆိုရင်လည်းမိမိပါမိမိနှစ်သက်တယ်လို့ကီကိုပဲယူကစားကစားထိတ်ကိုပဲယူကစားကစားပရိတ်ကိုပဲယူကစားကစားကစားကြပါလို့ပြောပြရစီเนาะအဓိကကတော့ဘာဖြစ်ဖြစ်ပေါက်ဖို့ပဲအရေးကြီးပါဗျာကဲအဲ့တော့ကျွန်တော်တို့အဲဒီမှာတော့ကျွန်တော်တို့ဟိုတနေ့ကကျွန်တော်ဟိုဟာလေးတတိယလို့ပြလိုက်မယ်ဒီမှာတော့ဒီ3 3 3 ရိတ်၃မျိုးကျွန်တော်ဟိုတင်းနဲ့ခေါ်ထားခဲ့တယ်နော်အဲဒီကနေ့ဆိုရင်လည်း6 8 4ပရိတ်နော်မနေ့ကဆိုရင်ကျွန်တော်တို့ဗာထွက်တယ်ဟိုဟာက6 60 60ရဲ့မှာ6ပရိတ်ဟုတ်တယ်နော်နောက်ပြီးတော့ကျွန်တော်တို့ဗာလဲဟိုဟာအဲမနော်၃ဟိုဟာပရိတ်၃မျိုးသလုံးကအကုန်ကစားသွားပါတယ်နော်ကျွန်တော်တို့အဲရာသက်ပတ်မှုတွေကတ်တွေယူထားတဲ့လူတွေအဲ့လိုဟိုဟာပေါ့နော်ဘရိတ်ကလေးရှိရင်ငါတို့ကဘယ်လိုကစားသင့်တလဲဆိုတာပေါ့အဲ့ဒါလေးကိုကျွန်တော်တို့က ဟိုကြည်တောင်ကျွန်တော်ပြောခြင်းပဲဖြစ်ပါတယ်ကဲအဒီကနေ့တော့ကျွန်တော်ဗီဒီယိုဖိုင်လေးကဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးလင်းကြာသွေးနေ့မှာအကွက်ကြီးများရယူထိုက်အောင်ပွဲတွေဆင်နေကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်ဗျာ